လက်ချောင်းခြေချောင်းလေးတွေကရှည်ပြီးတော့တွယ်တယ်ဘုလိုကြီးတွေမနေဘူးဆိုတဲ့ဒီအမှတ်သားဘာလို့လာရတာလဲနော်လူဘဝမှာလူဖြစ်လာတဲ့အချိန်တုန်းကတဲ့သူဟာသူများအသက်တတ်ချင်းမှရှောင်ကျင်ခဲ့တယ်ဗန္တတိပန္တာကလုံးဝရှောင်ကျင်ခဲ့တဲ့ပုဂ္ဂိုလ်လေလုံးဝရှောင်ကျင်ခဲ့ပြီးတော့ပန္တတိပန္တာအကြောင်းဖြစ်တဲ့ဒုဒ္ဓလက်နက်ကဆပြီးတော့သူ့စီမှာမရှိဘူးတရဝရီအားလုံးပေါ်မှာတနာတယ် ဒီပါဏတိပါဒအမှုကိုရှက်တယ်ကရုဏာတရားထားတယ်တရားတွေအလုံးပေါ်မှာမေတ္တာထားတယ်ဆိုတဲ့စိတ်ဓာတ်နဲ့နေထိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ခြေမနှောင်းရှည်တယ်လက်လေးတွေကရှည်ရှည်တွယ်တွယ်လေးဖြစ်တယ်တဲ့လက်ချောင်းခြေချောင်းတွေကဘာလို့ဒီမရှိတာတော့လို့ဆိုတော့ तू ကကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာ तू ကဒီမကောင်းတဲ့ဒုစရိုက်တွေကိုလှုပ်တဲ့အခါဒီလက်ကိုအသုံးချလှုပ်တာဖြစ်တော့ကြောင့် လက်မှာပူကွာကွာလေးမလှမပတွေဒီလက်ကိုအသုံးချပြီးသူများကိုပါဏာတိပတာအမှုကိုပြုတာဖြစ်သောကြောင့်လက်ရဲ့အနေထားတစ်ခုဟာအယုတ်ဆိုးအခြေတံပူကွာကွာဖြစ်အောင်လုပ်ထားတာ